ကျမတော်မူတာပါစကမယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ9ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေပေါ်လာရင်ပါဒီ channel လေးကပြည်ပင်းချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မုံရွာကကြက်ဖို့ပါတီထောက်ခံတဲ့ရွာကြီးကိုစစ်အုပ်စု ပထမဆုံးအကြိမ်စီးနင်းမိရှုလူတက် ရေခဲတစ်တာနဲ့စံစီကအစရွာအတွင်းကပစ္စည်းတွေဖောက်ထွင်းလူရပြီးကားနဲ့တင်ကနမခါတဲ့သေယူနေကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာမန္တလေးကားလန်ဘောကစီကားတဲ့ကြီးရွာကြီးဖြစ်ပြီးစေအုပ်စုရဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကြံ့ဖို့ကိုအားပေးထောက်ခံတဲ့ကြည်ကုန်းအနောက်ရွာကိုအာနာသိန်းကာလာလိနစ်ကျော်တွင်ပထမဆုံးအဖြစ်စစ်အုပ်စုကစိနေကလူတက်မိရှုဖောက်ထွင်းလူရည်နေတယ်လို့ဒေသခံတွေကပြောပါတယ် ုံရမြို့အနောက်မြောက်တိုင်းစစ်တနားကျုပ်နမခကကနေထွက်လာတဲ့စစ်အုပ်စုဟာချောင်းဦးနယ်ခင်မွန်ရွာပြည်စောတိစကန်ကတဆင့်နိုဝင်ဘာလ30ရက်နေ့မှာကြည်ကုန်းရွာကိုစတင်စီးနှင်းမိရှို့လာလို့ဆိုပါတယ်။ကြံ့ဖို့အမာခံအစိမ်းရွာအဖြစ်ဒေသတွင်းလူသိများတဲ့မုံရွာနဲ့ချောင်းအဆက်ကြည်ကုန်းရွာကိုစစ်အုပ်စုကနိုဝင်ဘာလ30ရက်နေ့မှာစတင်စီးနှင်းချိန်ရွာကံပြည်သူနှုတ်ဦးကိုတတ်ဖြတ်ခဲ့ပြီးတချို့ကိုဒဇာကံလူသားတိုင်းအဖြစ်ဖမ်းဆီးထားကာ ကြေးရွာတွင်မိရှုထားတဲ့အင်ဂျီလဲ15လုံးလောက်ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။နိုဝင်ဘာလ30ရက်နေ့ကနေဒီဇင်ဘာလ6ရက်နေ့ထိစစ်အုပ်စုကကြည်ကုန်းရွာကိုဆက်လက်စီးနှင်ထားပြီးကြေးရွာအတွင်းကနေအိမ်တွေဖောက်ထွင်းမိရှုတာတံပိုးရှိပစ္စည်းတွေကိုဖောက်ထွင်းလုရပြီးကာကြီးကားငယ်အသွေးသွေးနဲ့မုံရနမခကေမုံရပူစောတီစခန်းနဲ့ကျောင်းဦးမြို့ဘော်ကိုတိတ်ထုံနေတယ်လို့ဒေသခံအမျိုးသမီးတအူးကပြောပါတယ်။ ကြည်ကုန်းကနှစ်ရွာရှိတာအရှိရွာနဲ့အနောက်ရွာအနောက်ရွာကမုံရွာနဲ့အရှိရွာကချောင်းဦးနဲ့2020ရွေးကောက်ပွဲတုန်းကအရှိရွာက NLD ကတ်နိုင်တာအနောက်ရွာကကြံ့ဖွဲ့နိုင်တာတကယ်အစိမ်းရွာကြီးအခုအဲ့ဒီအစိမ်းရွာကြီးကိုမီးရှို့တာခိုးယူတာတွေလုပ်နေတာဒါကပထမဆုံးအကြိမ်ဝန်ခံရတာပဲအရင်ကအရှိရွာကိုမကြာခဏဝင်မွေတာရှိပေမဲ့အနောက်ရွာကအခုမှပထမဆုံးပဲလို့ဆိုပါတယ်စစ်အုပ်စုကကြီကုန်းရွာကိုဖောက်ထွင်းခိုးယူထားတဲ့ပစ္စည်းတွေကို ဒိုင်နာက3စီ6ပိန်းက3စီနဲ့တဲထုံနေတာဖြစ်ပြီးနေရောညပါခိုးယူတဲထုံနေတယ်လို့ဆိုပါတယ်အရှိရွာရောအနောက်ရွာကပါပစ္စည်းတွေအကုန်ခိုးနေတာအဲကွန်ရေကဲတတာစမ်းစီမိဖို့ကြောင့်တော့ပစ္စည်းကဆလို့လူကျင်နာမှန်သမျှအကုန်ယူပါတယ်နေရောညပါတဲထုံနေကြတာကာကြီးကားငယ်အသွေးသွေးနေလို့ဒေသခံအမျိုးသမီးကဆက်လက်ပြောဆိုပါတယ်ကြည်ကုန်းရွာကိုစီးနှစ်ထားတဲ့စေအုစုဟာညာဘက်မှာအနီးဝန်းကျင်ကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်ကာပစ်ခတ်လေးရှိတယ်လို့ ကြည်ကုံကြည်ကုံရွာတဲ့ချောင်းစုံရွှေသားကြတတော်ကြီးချောင်းမနာပေါတော့ကုံကြီးလော်ကားတစ်စိမ့်စတဲ့အနီးဝန်းကျင်ကြည်ရွာတွေကပြည်သူတွေရွာတဲ့မနေရဲပဲဘေးလွတ်မဲ့တဲ့နေရာတွေစီကိုထွက်ပြေးတင်းရှောင်နေရတယ်လို့ဆိုပါတယ်မင်းအောင်လိုက်ဥဆောင်တဲ့အာနာသိန်းစစ်ဥစုဟာနိုင်ငံတော်ထင်တိုင်းကျလူသက်လူရဲ့မိရှုရမကြံ့ဖို့ပါတီထောက်ခံတဲ့ရွာတွေကိုမကျူးလွန်ပဲကွက်ချံထားခဲ့လိရှိလို့မုံရွာနဲ့ချောင်းနဲ့အဆက်ကကြည်ကုံအနောက်ရွာ ပြီးခဲ့တဲ့လင်းနဲ့အတွင်းတစ်ကြိမ်မှစီနင်းလူရဲ့မီရှုတာမခံခဲ့ရပေမဲ့လက်ရှိမှာတော့ပထမဆုံးကြိမ်စီနင်းလူရဲ့မီရှုခံရတာဖြစ်ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့လဲကူကျန်းဖွတ်ပါတီရုံးကပြူစောတီတွေကိုမြို့ပြအဖွဲ့တွေတိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်မြို့လေကူးမြို့နယ်ကစစ်ကောင်စီရွေးကောက်ပွဲမှာပူပေါင်းပါဝင်နေတဲ့ကြက်ဖို့ပါတီရုံးကိုပြင်းအမြင့်မိုင်းတွေနဲ့တိုက်ခိုက်ခဲ့ရမှာထိခိုက်မှုရှိနိုင်တယ်လို့ရန်ကုန်အာမေအဖွဲ့တာဝန်ရှိသူကပြောပါတယ် ဖွံ့မြွနဲ့ယုံပြူအဆောင်တွေရှိတဲ့ချိန်စော်လိုက်တာမိုင်းကတော်တော်ပြင်းတယ်ခွေးပြူနဲ့အဆောင်အုံတော့တော်တော်တိကြိုက်သွားဖို့များတယ်လို့စစ်စင်ရေးနဲ့ပတ်သက်ပြီးပြောပါတယ်ဒီစစ်စင်ရေးကိုဒီဇင်ဘာလ6ရက်နေ့ည9:00နာရီခွဲခန့်မှာရန်ကုန်အာမီနဲ့အနောက်ပိုင်းခေပကဖတ်တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်ဒါနဲ့စကားမဆက်ပြူစောတိတွေကကြန့်ဖို့တွေလာယုံဆောင်နေကြလို့လို့ရန်ကုန်အာမီရဲ့ page မှာထုတ်ပြန်ချက်နဲ့အတူမေးခွန်းထုတ်ထားပါတယ် လေကူးမြို့မှာပောက်ကွဲတံတွေကြားရကြောင်းဒေသခံတအုပ်ကတရင်ပေးပို့တာကို Line Info ကညာ၈နာရီကျော်မှာဖော်ပြထားပါတယ်။ရန်ကုန်အာမီနဲ့အနောက်ပိုင်းခင်ပကဖားတို့ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့တက်ဆိုင်တဲ့နေရာတွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့အတည်ပြုထားပါတယ်။ဒီမဟာမိတ်နှစ်ဖွဲ့ကပြီးခဲ့တဲ့အော်တိုဘာလ15ရက်နေ့ကမင်္ဂလာတုံမြို့နယ်ကျင်းဖွဲ့ရုံးကိုတိုက်ခတ်ခဲ့ပြီးနိုဝင်ဘာလ16ရက်နေ့ကလည်းမြို့ပြကျွတ်အဖွဲ့ကမော်ဘီမြို့နယ်ကျင်းဖွဲ့ရုံးကိုတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့တိုင်းရင်းသားလက်နက်ကင်အဖွဲ့များမရှိတဲ့အချိန်မှစစ်တပ်ကလွတ်တော်မှာပါဝင်နေမှုကိုအစဉ်စဉ်ရှော့ချသွားနိုင်မယ်လို့မင်းအောင်လိုင်ပြောပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တိုင်းရင်းသားလက်နက်ကင်အဖွဲ့များမရှိတဲ့အချိန်မှစစ်တပ်ကလွတ်တော်မှာပါဝင်နေမှုကိုအစဉ်စဉ်ရှော့ချသွားနိုင်မှာဖြစ်ကြောင်းအကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်ကပြောဆိုပြန်ပါတယ်။ဒီမနေ့ပြည်ဦးနယ်တက်နေမှာစစ်တဲ့အရာရှိစစ်တီမိသားစုများနဲ့ဘိုးလုံးများကိုအကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်းကရင်းကဲ့သို့ပြောဆိုခြင်းဖြစ်ပါတယ် မင်းအောင်လိုင်ကစစ်တပ်အနေနဲ့နိုင်ငံရဲ့အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခမ်းကဏ္ဍမှာခေတ်ဆက်ဆက်တမိုင်းကြောင်းများအရာပါဝင်ခဲ့ရကြောင်းတမိုင်းကြောင်းအရာဖြစ်ပေါ်နေတဲ့အခြေအနေတွေအရာစစ်တပ်အနေနဲ့နိုင်ငံရေးဦးဆောင်မှုအခမ်းကဏ္ဍမှာဆက်လက်ပါဝင်ရနေအောင်မှာဖြစ်ကြောင်းနိုင်ငံမှာဒီမိုကရေစီစနစ်များထွန်းကားပြီးတိုင်းဒေသလက်နက်အဖွဲ့များမရှိတဲ့အချိန်မှာစစ်တပ်အနေနဲ့လွတ်တော်မှာပါဝင်နေမှုကိုအစစ်စစ်လျှော့ချသွားနိုင်မှာဖြစ်ကြောင်းလက်ရှိအချိန်မှာစစ်တပ်ကနိုင်ငံရေးဦးဆောင်မှုအခမ်းကဏ္ဍမှာပါဝင်နေရခြင်းကြောင့် လုပ်ငန်းတွေကိုမှန်မှန်ကန်ကန်နဲ့စနစ်တကျလုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းပြောဆိုပါရယ်စစ်တပ်ရဲ့အထူးကတာဝန်မှာနိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်ရန်ဖြစ်ပေမဲ့လည်း KSSS မှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေအရပြည်တွင်းတောင်းကျမ်းမှုနေနေရေးအခန်းကဏ္ဍမှာလည်းပါဝင်နေရခြင်းဖြစ်ကြောင်းလက်ရှိနိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့လက်နက်ကင်တွေကိုတိုက်ဖြတ်ဆောင်ရွက်လျက်ရှိကြောင်းမင်းအောင်နိုင်ငံဆက်လက်ပြောဆိုပါရယ် အမျိုးသားညီညွတ်ရေးအစိုးရကတော့နိုင်ငံရေးဥတီချက်၆ချက်ကိုတောင်းဆိုထားပြီးစစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်ရဲ့နိုင်ငံရေးမှာပါဝင်နေခြင်းအားအဆုံးသတ်ရန်လက်နက်ကင်တပ်ဖွဲ့များအားလုံးဒီမိုကရေစီနှိကျရွေးကောက်တင်မြှောက်ထားတဲ့အယက်သားအစိုးရရဲ့စီမံအုပ်ချုပ်မှုအောက်မှာအပြည့်အဝထားရှိရန်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြည့်အတိုင်းဖျက်သိမ်းရန်နဲ့ရင်းကိုပြန်လည်အသက်သွင်းရန်ကြိုးပမ်းမှုမှန်သမျှတိုက်ဖျက်ရန်တက်ဆိုင်သူများအားလုံးလက်ခံနိုင်တဲ့ Federal Democracy စနစ်ကိုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းရန်ထွက်ပေါ်လာသော Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ Federal Democracy ပြည်ထောင်စုအသစ်အတည်ဆောင်ရန်ပြည်ပကအတွင်းလိင်နှင့်ကြားမအပေါ်အခြေခံတဲ့အကြံဖတ်မှုများအပအဝင်မတရားကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုရရှိရေးနဲ့အသွင်ကူးပြောင်းရေးကာလတရားမျှတမှုရရှိရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်ရန်တောင်းဆိုထားခြင်းဖြစ်ပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုစတင်ပြီးစစ်အာဏာရှင်ပြုတ်ကျကျဆုံးသည့်အထိစုပေါင်းတော်လှန်ကြရန် TNL ဦးဆောင်ပါဝင်တဲ့တအောင်းပြည်ကောင်စီ TLC ကတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်တပ်ရဲ့အတူအယောင်ရွေးကောက်ပွဲကိုစတင်ပြီးစစ်အာဏာရှင်ပြုတ်ကျကျဆုံးသည့်အထိစူပေါင်းတော်လှန်ကြရန်တအောင်းပြည်ကောင်စီ TLC ကဒီကနေ့မှထုတ်ပြန်တိုက်တွန်းလိုက်ပါတယ် ဒီကနေ့မှာကြောက်ရောက်တဲ့2038နှစ်ပြည့်တအောင်နှစ်တစ်ကူမင်္ဂလာကျိုးစုဂုံပြူတဝန်းလွှာမှာတအောင်ပြည်ကောင်စီ TLC ကအထက်ပါအတိုင်းတိုက်တွန်းထားခြင်းဖြစ်ပါတယ်2021ခုနှစ်စစ်တပ်အာဏာသိမ်းချိန်မှာစတင်ပြီးပြည်သူများနေထိုင်ရာနေရာတွေကိုရည်ရွယ်ချက်ရှိရှိစစ်တပ်ရဲ့လေကြောင်းပုံကျဲတိုက်ခိုက်နေမှုများမတရားဖမ်းဆီးချုပ်နှောင်မှုများစစ်ရာဇဝဲမှုများလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝဲမှုများနဲ့ဤမျိုးစုံရစ်ဆက်မှုများတံကိုပြည်သူများအလူအလဲခံနေကြရတဲ့အပြင် တဘာဝပေးစစ်ပေးဒုက္ခမျိုးစုံနဲ့ရေဆိုင်ကလူသားတို့ရဲ့အခြေခံအခွင့်အရေးတွေကိုပါဆုံးရှုံးနေကြရပြန်ကြောင်း TLC ရဲ့နှစ်တကူတဝန်တော်မှာဖော်ပြထားပါတယ်။ပြည်သူလူထုတရလုံးအနေနဲ့တိုင်းရင်းသားတော်လိုင်းအင်အားစုများ၊ຫນွေဥတော်လိုင်းအင်အားစုများနဲ့အတူအာဏာရှင်စနစ်ကိုတပ်ဆိုးရှည်စီမဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်ကြရင်စစ်တပ်ပြုတ်ကြပြီးအာဏာရှင်ဟူသည်မကြဆုံသည့်အထိစီးလုံညီညွတ်တဲ့စုပေါင်းအားနဲ့အာတုံကွန်ဆိုက်ဆက်လက်ဝိုင်းဝန်းတော်လှန်ကြရန် TLC ကတိုက်တွန်းပါတယ်။ ရင်းပြင်ပြင်းနဲ့အာကောင်ကြီးမှပြည်တော်စုအာကောင်ကြီးကိုဥတည်တယ်။အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတိုင်းရင်းသားအလုံးအတူတကွရှင်တွဲနေထိုင်ရေးနဲ့တအောင်လူမျိုးတို့ရဲ့မျှော်မှန်းချက်ဖြစ်တဲ့ကိုပိုင်ပြထန်းခွင့်ရရှိရေးတအောင်ပြည်တည်ဆောက်ရေးကိုကြိုးပမ်းအားထုတ်နိုင်စေရန် TRC ကတိုက်တွန်းဆုတောင်းထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြို့နယ်တွေကိုသိမ်းပိုက်ထားတဲ့ PSLF TNL ကယခုနှစ်ဇွန်လတရနေ့မှာစစ်ဖက်အရက်ဖက်နဲ့နိုင်ငံရေးပါတီကိုယ်စားလှယ်များအချို့ကြပါဝင်တဲ့ တောင်းပြီးကောင်စီ TLC ကိုဖွဲ့စည်းလိုက်ပြီး TLC မှာ TNL ရဲ့ထင်းချုပ်နေမြများတဲ့မှာအမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့ NUG တရင်30လောက်ကို train ခဲ့တဲ့ KIA အရာရှိရေးတဲ့စာလေးတစ်စောင်ကိုဖတ်ပြပေးခြင်းပါတယ်အညာမြေမအဖြူရောင်လက်များအချိန်ကာလအဖြစ်2022ခုနှစ်9လပိုင်းကုန်ကနီးချိန်ကျွန်တော်တို့တွေလည်းတာဝန်အရအညာဘက်ကိုဆင်းလာခဲ့ကြပါတယ်တာမိုဒေတာဆိုတော့ မိုးအားတော်တော်ကောင်းနေပြီဖြစ်ပါတယ်။စစ်တေသရောက်တာနဲ့တာဝန်အသီးသီးပေးပြီးမိမိတို့တာဝန်ယူရတဲ့တရင်တပ်ဖွဲ့တွေကိုတွားရောက်မိတ်ဆက်စေခဲ့ပါတယ်။ကျုပ်တာဝန်ယူရမယ့်ရွှေဘိုလွင်ပြင်ကတရင်နှင်းရင်တည်းမှာတရင်ကစကိုင်းမြောက်ပိုင်းကိုဆက်နေပြီဖြစ်လို့ကျန်တရင်နဲ့ဆင်းလာရပါတယ်။ဒါအပြင်တိုင်းအတွက်လိုအပ်တဲ့လက်နက်ခင်းရန်တွေကိုလည်းတည်ဖို့ရင်ရှိတဲ့အတွက်တခြားတရင်လေးရင်နဲ့တူအင်အား900ကျော်ခြေလင်းဆင်းလာကြပါတယ်။ကတာမျိုးနဲ့ဂွေလေးရောက်တော့ တောင်ကြီးရွာတရွာမှာစစ်ကြောင်းကြီးတစ်ကြောင်းလုံးကိုနေရာချနေခဲ့ပါတယ်။ရွာသားတွေလည်းလူလေသေးမရှိအောင်အဲ့ဝတ်ကြီးကြပါတယ်။ကျွန်တော်တို့နားခဲ့တဲ့ရွာဟာကြန့်ခိုင်ရေးအားပေးတဲ့ရွာဖြစ်ကြောင်းနောက်မှသိရပါတယ်။အင်မတန်အဲ့ဝတ်ကြီးတဲ့ရွာအုပ်ကြီးလဲကျုပ်တို့မရောက်မီ၃ရက်ခန့်မှာကတာမျိုးတွေလာစွာတောထုတ်သိပါတယ်တဲ့။တော်လန်ကြီးစုံမနေမီဖြစ်ဖို့ကျုပ်တို့ကိုငားခဲ့ပါလားလို့တွေးလိမိပါရဲ့။ကျုပ်လဲရောက်နေနေပြီးဖြစ်တဲ့တရင်နှစ်ကိုတွားရောက်စစ်စစ်ခဲ့ရမှာရဲဘော်တော်တော်များများက အိမ်ပြန်ကြီးနေပြီဖြစ်ကြောင်းသိလာရပါတယ်။သို့တော်လည်းတိုင်းလုံကြုံရေးအတွက်စီရီလိုအပ်တဲ့အတွက်စစ်ကြောင်းများပြန်ဖွဲ့ကဗမောက်ကွင်ခံပတ်တောင်ကျောတလျှောက်ဓာယူပေပင်ကြောက်အိုင်ကျွေးကောကြီးစတဲ့ရွာတွေမှာ SR1 မိမိတို့တရင်တူစီရီလှုပ်ရှားခဲ့ပါတယ်။တောတောင်ကြောက်တဲ့အညာသားတွေကိုစီရီတွေ့ကြုံများစွာလဲရရှိစေခဲ့ကြပါတယ်။စစ်စင်ရေးတလကျော်တာဝန်ထမ်းဆောင်ပြီးနောက်တရင်နေရင်နဲ့အတူအညာကိုစင်ကြရပါတော့တယ်။ မိမိတို့စစ်ကြောင်းခဏနားတဲ့ရွာတိုင်းမှာတနခါလိန်အုံစီဝထားတဲ့သပင်တွေကိုထုံထားတဲ့အတော်ကြီးတွေကအချိုရင်တဲ့မုတ်တွေကိုပေးကငါတူငါသားများဘေးမတိရမခါပဲလူရခီးရောက်မိစားတွေကိုအောင်းနိုင်ပါစေလို့ဆုတောင်းပေးကြပါတယ်ဒီလိုစင်လာခဲ့ရမှကျွန်းလာနဲ့ကြော်လာပြီးတန်ဆယ်နဲ့ရောက်လာတော့စိုးရင်စီဝင်လာတဲ့သူကကျုပ်ဖြစ်နေပြီတောတောင်မှနေပြီးစစ်သားဖြစ်လာသူတို့အတွက်မိသည့်အရက်မျက်နှာကြီးကြီးကွင်းပြင်ဖြစ်နေတဲ့အညာလွင်ပြင်မှာဘလို့စစ်တရရမည်နည်း အုံနောက်တော်တော်6ခေရပါတယ်။အညာမီဝင်လာသည်နှင့်တရင်များကိုအတုတ်လိုက်တာဖြန့်စင်ခံရပါတယ်။စကစဘတ်မှတရင်ရရှိတဲ့အတွက်လေကြောင်းတိုက်ခိုက်ခြင်းလမ်းကြောင်းများမှဖြတ်တောက်ထားခြင်းများကြောင့်တချို့ရဲဘော်များအိမ်ပြန်မရောက်ခဲ့ရပါဘူး။ကျွန်တော်တို့ O group မှာလည်းတည်တံ့ခွဲပြီးဆင်းလာခဲ့ရပါတယ်။ရှစ်လပိုင်း23ရက်နေ့မှာတရင်များအခြေစိုက်တဲ့နေရာကိုညတကောင်ကျော်မှရောက်ရှိခဲ့ရမှာကျုံနဲ့အတူပါခဲ့တဲ့ရဲဘော်တွေရဲ့မိဘတွေကိုတွေ့ကျင်တဲ့ဆန္ဒများခွင့်ပြုပေးခဲ့ရပါတယ်။ နောက်နေ့မနက်စာစားပြီးနောက်တရင်ယုံစတင်လဲပတ်နိုင်ဖို့တာဝန်အတီးတီခွဲပြီးကပုံစံချပေးခဲ့ပါတယ်။အဲဒီနောက်တရင်တရဲ့မိုင်းထုတ်လို့ရင်းနဲ့စပူချောင်းနေရာကိုတွားရောက်စစ်စစ်ရမှာအသက်90ကျော်လင်မယားနဲ့အမျိုးသမီးများချက်ပြုတ်နေတာကိုသတိထားမိလိုက်ပါတယ်။ထို့ကြောင့်လာစာပေးပြီးချက်ခိုင်းတာလားလို့မေးရမှာမဟုတ်ကြောင်းတော်လန်ကြီးအစာကလေးကရဲဘော်တွေကိုချက်ကျွေးနေကြောင်းရိတ်ခါလိုအပ်ရင်ပင်ဝိုင်းဝန်းကူညီရှာဖွေပေးကြောင်းရှင်းပြကြပါတယ်။၃ရက်ကြာပြီးနောက် ရင်းနှစ်အခြေပြုရာအရှိချမ်းကိုရောက်ရှိခဲ့ပါတယ်။မကြီးမင်းအောက်မှာထန်းကလက်ခုံတွေခြာထားပြီးရဲဘော်အများစုက ပုံစံကွက်ပကံတွေနဲ့ဒဏ်ပေါက်စားနေကြပါတယ်။တောင်ပေါ်ကဆင်းလာတဲ့ရဲဘော်များအတွက်အလူပေးကြခြင်းဖြစ်ပါတယ်။ကျုပ်ကတော့အိမ်အောက်မှာတစ်သားစပွဲကုန်ပတ်နေရာလေးခြာထားပေးပြီးတူးချင်းစီမိတ်ဆက်ကြပါတယ်။ကချင်မမြင်ဘူးတဲ့အညာသားတွေလည်းကျုပ်ကိုလာကြည့်ကြပါတော့တယ်။ကျုပ်ရုပ်နေနေချောတာလည်းပါလို့နေမှာပေါ့။ အမေချဖို့စီစမ်းတဲ့ရင်းနှီးကြမ်းလေးချပြီးတော့ကြုတ်ကြိုက်ဖြစ်သွားခဲ့ပါတယ်ထိုစဉ်မှာအယောင်ဖြော့ဖြော့အင်ဂျီဖြင်းချမ်းဝစ်ထားတဲ့အမျိုးသားတယောက်ဝင်လာပြီးအင်ရှင်ဖြစ်ကြောင်းမိတ်ဆက်ပါတယ်တရင်ကိုယခုတောတိုက်ကလေးမှာစတင်တည်ခဲ့ကြောင်းတရင်ရိတ်ခါမရှိရင် သူ့နွားတွေကိုပေါ်ပြီးခဲ့ကြောင်းပြောပြခဲ့ပါတယ်ထိုအိမ်ဟာလည်းနောက်စစ်ကြောင်းဝင်ချိန်မှာမိရှုခံခဲ့ရပါတယ်အဲ့ဒီနောက်မိမိမြို့နယ်မှာရှိတဲ့နတ်တောင်ငကား ဝက်လက်လျက်စီးကဲ့သို့သောအဖွဲများနဲ့ညှိနှိုင်း၍တခွဲဖြစ်အင်အားဖြစ်တင်ရမှာအင်အားတော်တင်အာကုန်လာခဲ့ပါတယ်ကျွန်တော်တို့လည်းတခွဲများဘက်ကိုဇက်တိုက်လိုက်စစ်ခဲ့ပါတယ်ယင်းနှစ်ခွဲသုံးဘက်ရောက်ချိန်အမျိုးသမီးကြီးတယောက်ရဲဘော်များကိုထမင်းပွဲပြင်ပေးနေတာကိုတွေ့လိုက်ရပါတယ်များမကြမီခြေထောက်တစ်ဖက်စာနေတဲ့၎င်းရဲ့အမျိုးသားဟာစိတ်အုံမောင်းပြီးတခွဲယုံနှဘေးမှာရှိတဲ့စိတ်ချံတဲ့ကိုတွေ့ပါတယ်သူတို့လင်မယားဟာတော်လိုင်းဆက်ကလေးကရဲဘော်တွေနေရာရှိသည့်ဘက် စိတ်တုံနဲ့အတူလိုက်ရွှေ့ပြီးမိဖို့ကြောင့်ကိုတာဝန်ယူနေကြောင်းသိရှိခဲ့ရပါတယ်။ရွှေဘိုလွင်မြင်မှာနှစ်နှစ်ခန့်တာဝန်ထမ်းပြီးနောက်ချင်းတွဲအနောက်လွင်ပြင်ကိုခရိုင်တာဝန်ထမ်းဆောင်ခဲ့ရပြန်ပါတယ်။ချင်းတွဲမြင့်အနောက်ဘက်ကူးလိုက်တာနဲ့ဇီးကြံတွေတတိကြီးမြင်တွေ့ရပြီးဇီးပြားရီထုတ်ချိန်မှာဇီးပင်အောက်မှာပြားပုံများအထက်လိုက်ချထားတဲ့အတွက်လမ်းသွားရင်ပင်ပြားတုပ်ခံရတတ်ပါတယ်။ဒါအပြင်မိုးကုံတီနဲ့ကနီရင်းမှာပင်အနောက်ချမ်းအလောင်းတော်ကတ္တပတောင်ကျောဘက်မှာ ဝါထုတ်ထားတဲ့ကားများနဲ့စီကားနေလေးရှိပါတယ်။ချင်းတွင်အနောက်လွမြေဒေသမှာအကျိုက်ဆုံးနေရာဆိုရင်ဆေးရွာကျောင်းလို့ပဲဆိုရမှာပါ။မုံရွာကလေးဝလန်းမဟုတ်တောင်ကျောကျော်လိုက်ရင်တော့တောင်တွေဝိုင်းပတ်လျက်ချောင်းရီပေါ်ပြီးစိုက်ပျိုးရေးအကောင့်တဲ့ဒေသဖြစ်တဲ့ကဲ့သို့ရာသီဥတုကအေးစိမ့်စိမ့်ဖြစ်နေလေးရှိပါတယ်။မိမိတို့ကိုယ်ကဲမှုအောက်မှာတရင်သုံးရင်နဲ့ဒေသခံတရင်များပါပေါင်းရင်30ကျော်ရှိတဲ့အတွက်ဤမြများပြသောတရင်များအတွက်စားနပ်ရိက္ခာတာဝန်ကို ထမ်းနေရတဲ့ကျင်တွင်အနောက်လွင်ပြင်ရဲ့ဒုက္ခလည်းမသေးလာပါဘူး။ညီတို့ပင်ဖြစ်စေကျင်တွင်အနောက်လွင်ပြင်ကြီးဟာသူ့တာဝန်ကိုကြီးပွန်စွာထမ်းဆောင်လျက်ရှိနေပါတယ်။ကျုပ်တို့လည်းတရင်များကိုတရင်ပြီးတရင်လိုက်လံစစ်ဆေးပြစ်ခဲ့ရမှာရင်းတိုင်းရဲ့စပိုးဆောင်များမှာအမာခံချက်ပြုတ်ပေးနေတဲ့အမျိုးသမီးကြီးများအမျိုးသားကြီးများကိုတွေ့ရှိခဲ့ရပါတယ်။ဒါအပြင်အညာမြေမှာရှိတဲ့တော်လိုင်းရဲ့အဖွဲတိုင်းမှာလည်းရဲဘော်တွေအတွက်လိုက်လံဖြည့်ဆည်းပေးတဲ့ဦးသည်ကြီးများရှိကြပါတယ်။ ကျုပ်လည်းတခါတလေသူတို့နဲ့ရောက်တဲ့ရရစကားပြောချင်များမှာတော်လည်းရင်အောင်ရနဲ့ကြာသွားတဲ့ရဲဘော်များအကြောင်းကိုငိုလျက်ပြောပြကြပါတယ်သူတို့နဲ့စကားထိုင်ပြောရတာကျုပ်တော်တော်ခွန်အားရစေခဲ့ပါတယ်တော်လည်းရင်အလွန်ကာလမှာသူတို့လှုပ်ဆောင်ပေးခဲ့မှုအတွက်မြည်သည့်အတိမတ်ပြုမှုရမည်သူတို့ကိုဘေသူတွေကမိသွားမှာဘေသူတွေကရှင်ထဲမှာအမြင်ရှိနေမှာဆိုတော့ကိုမတွေးကြပါဘူးအလွန်ရိုးရှင်းတဲ့ပုံစံနဲ့တော်လည်းရင်မှာပါဝင်ကြပါတယ်သူတို့ရဲ့အဖြူရောင်လက်များနဲ့ တော်လန်ရေးကိုအယောင်တင်ပေးခဲ့ကြပါတယ်အချို့သောအဖြူအောင်လက်မြပိုင်ရှင်တွေကတိုက်ပွဲမှာပေးဆက်ခဲ့ကြရပါတယ်အညာຫນွေဦးတော်လန်ရေးရဲ့ပြရုပ်ထဲကတစ်ခုလောက်ပြပါဆိုရင်ရဲဘော်တွေအတွက်အမြင်အသိရှိနေတတ်တဲ့အဖြူအောင်လက်မြပိုင်ရှင်တွေလည်းပါလိမ့်မယ်လို့အစင်မှတ်ယူလျက်အညာတမန်ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆုံးလွတ်မြောက်ပြီးတော်လန်နစ်တစ်ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။